ှာဆုံးနဲ့ခုနှစ်ထဲကမှာဆုံးနဲ့ခုနှစ်ထဲကဗရိတ်ခွန်အဲဒီမှာဗရိတ်ခွန်နော်ဒီဗရိတ်ခွန်ကိုယူလိုက်တယ်အဲဘာလို့အဲ့ဒီဗရိတ်ခွန်ကိုယူလိုက်လဲဆိုတော့ညပြောမနေတော့အဲမှာဆုံးနဲ့ခုနှစ်ထဲကဒီဗရိတ်ခွန်ဆိုတဲ့ကနေအဲ့ဒီသူ့ရဲ့အောက်မှာထွက်တဲ့ကနေဒီရှေ့တနစ်ကြော်ပါကနေနော်အဲ့ဒီအရှိတနစ်ကြော်ပါကနေကိုကျွန်တော်တို့အရင်မှတ်ထားလိုက်ဒါဆိုရင် ဒီမှာ၅ဇွန်းနဲ့ခုနှစ်တည်းကခွန်ပရိတ်ပြီးတော့၈ပရိတ်အောက်မှာထွက်တဲ့ခဏကလည်းရှေ့တနှစ်ကျော်ပါခဏနော်အခုကျွန်တော်တို့၉ပရိတ်လို့ဒီမှာသူကကြာလာလို့သူ့ရဲ့အောက်မှာထွက်မဲ့ခဏကရှေ့တနှစ်ကျော်ပါခဏဒီခဏကိုယူလို့ရတယ်ဘာလို့တော့ဆိုတော့ဒီခဏ၄တတတသူ့ရဲ့နောက်နှစ်ကို လိုက်ထွက်ပြီးတော့မှသူ့ရဲ့အောက်ကခဏကတနှစ်ကျော်ခွန်ပရိတ်အောက်ပေါက်သလားနော် ဒါဆိုရင်ဒီမှာလေးထိတ်စီးနေကနဒီကနန်းစီသူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်ခဲ့တာ၄၃၅ကပေါက်ခဲ့တာပေါက်ခဲ့လို့၄၃၅အောက်က၃ခုနှစ်ဒီတနစ်ကျော်ရှစ်ပရိတ်အောက်မှာလိုက်ထွက်သလား၃ခုနှစ်နော်အဲ့တော့မနစ်ကကျွန်တော်တို့၉၆၀ဆိုတဲ့ကနကသူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်ခဲ့လို့၉၆၀အောက်မှာထွက်ထားတဲ့ကနဒီ၉၁၀ဒီတနစ်ကျော်ရှစ်ပရိတ်အောက်မှာပေါက်မလားဒါဘူပရိတ်အဲ့ဒါ၉ထိတ်နဲ့ဘူပရိတ်နော်အဲ့ဒီမှာကျွန်တော်တို့ကရွေးစရာနှစ်မျိုးရှိတယ်အဲ့ဒါကိုလည်းတစ်ချက်သတိထား မနေ့ကကျွန်တော်ပြောခဲ့တဲ့မွေးကနန်း5.3ဆိုတဲ့ကနန်းလေးပေါ့နော်ဒီ5.30ကလည်းသူ့ရဲ့နောက်နှစ်ကို5.30လို့လိုက်ပေါက်တယ်သူ့အောက်ကကနန်းဆိုရင်လည်းဒါ5.3လည်းယူလို့ရတယ်နော်အဲ့ဒီမှာကျွန်တော်တို့အကြိမ်ခိုက်ကြီးဆင်းလာတာကြီးကိုကျွန်တော်တို့ပြလေးထည့်စီးရဲ့အောက်ဗရိတ်6ရဲ့ဇောင်းကကနန်းသူကနေပြီးတော့အောက်ကိုတပင်းကြော်လာလိုက်လေးထည့်စီးရဲ့အောက်နော်ဗရိတ်6ရဲ့ဇောင်းကကနန်းနော်6ရှစ်ရိုက် အဲ့သူကနေအောက်ကိုတပင်ကျော်ဆင်းလာလိုက်လေးထိပ်စီးရဲ့အောက်ဗရိတ်ခွန်ရဲ့ဆောင်းပါခင်ဗျာဗတိတုံညာနောက်ပိတ်ဗရိတ်ခွန်နှစ်တုံညာနောက်ဗရိတ်ရှစ်သုံးတုံညာဗရိတ်ကိုသူအဲ့လိုရိုက်တာရိုက်ပြီးတော့မှသူ့ရဲ့ဒီဆောင်းမှာရှိတဲ့ကနေတနစ်ကျော်ပေါက်တာဗတိနှစ်တုံညာဗရိတ်ရှစ်ဖြစ်တဲ့ဒီဆောင်းကနေကတနစ်ကျော်ပေါက်တာဒါဆိုရင်ဒီမှာတစ်တုံညာ တော့မှဗရိတ်ခွန်လို့တဲသူ့ရဲ့မြင်းကောင်မှာရှိတဲ့နှစ်ချစ်တက်ကတစ်နှစ်ကျော်ဒီပွဲကိုပေါက်မလားဘာလို့ဒီပွဲကိုပေါက်မလားဆိုတော့ကျွန်တော်ပြောထားပြီးသားလေအဲ့ဒီကဏ္ဍကဒီအချိန်မှာနှစ်ချစ်တက်ကိုထိုးရမယ်လို့ကျွန်တော်ပြောပြီးသားနော်ကျွန်တော်ပြောခဲ့တာက694ဇက်လန်းနဲ့ကျွန်တော်တို့ပြောခဲ့တာဒီ964ဒီ964ဒီ964ဒီတဲတယ်တဲပြီးတာနဲ့သူကနေပြီးတော့ကျွန်တော်တို့အနှစ်ကြီးအကိုက်မှာနှစ်ချစ်တက်တွေအော်တိုလိုက်ထွက်တယ်နော် ီမှာလည်းနေရှိတဲ့ light ထွက်တယ်ရေမပြတော့ဘူးเนาะအဲအဲ့ဒီနေရှိတဲ့ဒီဒီနေရာဒီမှာ light ထွက်မယ်ဆိုရင်ထွက်လို့ရတယ်ကိုကြီးတဲ့ကိုတုံညာလျှောက်ရှိတယ်ကိုတုံညာလျှောက်ပါเนาะအဲ့တော့ငါးပရိတ်နဲ့တော့ဒီဘွက်ကို order ဘွက်ထုတ်မယ်တစ်ဆယ်ပရိတ်နဲ့ကတော့အဲ့ဒီ6 6ထုတ်မယ်အဲ့ဒီနှစ်ကွက်ငါးပရိတ်နဲ့ထုတ်မဲ့တခါကတော့နေုံစစ်အောင်မယ်အဲ့တော့အဲ့ဒီနှစ်ရှစ်တဲ့ထွက်မယ်ဆိုတော့ကျွန်တော်ရေမပြတော့ဘူးသူကဒီ3ညနောက်ပိတ်3ခါ အဲ၃နောက်ပိတ်၃ညခါထောင်၃လုံးက၃လို့ရိုက်ပြီးသူ့ဆောင်မှာထွက်တာနော်အဲ၃၃ညသူကနောက်ပေါင်း၁ပါပါသေးတယ်ထဲစီတောင်၃လုံးက၃နော်၃ပြီးတော့ကျွန်တော်တို့ဒီမှာထဲစီတောင်၃လုံးက၄လို့ရိုက်တယ်၃၃ညနှစ်လို့ဖြစ်တယ်၃၃ညနှစ်လို့ဖြစ်တယ်နော်ထဲစီတောင်၃လုံးက၆၈၃ညဆို၄သူ့ဆောင်မှာထွက်တယ်အခုကျွန်တော်တို့ထဲစီတောင်၃လုံးက၅ သုံးနောက်ပိတ်သုံးညာခါနောက်မှာနောက်နှလုံးပေါင်းကသုံးသုံးသုံးညာသုံးလို့ဖြစ်ပြီးသူ့ဆောင်တစ်စီတောင်သုံးလုံး9ရဲ့ဆောင်းမှာ1တရှိအော်တိုလိုက်ထွက်လို့ရတယ်နော်အဲဒီ site ကကျွန်တော်တို့ကအချိန်ခိုက်စင်းလာတဲ့၄ရက်စီအောက်ကကနန်းတစ်နှစ်ကျော်ထွက်၄ရက်စီအောက်ကကနန်းတစ်နှစ်ကျော်ထွက်၄ရက်စီအောက်ကကနန်းတစ်နှစ်ကျော်ထွက်ဆိုလို့ရှိရင်ဒီကနန်းထည့်သွားလို့ရတယ်ရှစ်ကိုသုံးရှိတာရှစ်ကိုသုံးကရှိတယ်ဒါပေမဲ့မကြိုက်တော့ဘဲ site ကပြတ်တယ်လို့လို့ဖြစ်သွားတယ်နော် ကြိုင်ထိုးပါနော်ကိုထိတ်စည်းနဲ့ဘူပဒဲလို့ပြောပြီးသားပဲကိုထိတ်စည်းနဲ့ဘူပဒဲက၁၀ခွက်ရှိရယ်နော်693ကို၈ထိတ်စည်းနဲ့မလို့နဲ့ကိုထိတ်စည်းနဲ့ထိုးကိုထိတ်စည်းနဲ့ဘူပဒဲရှိတယ်လို့ပြောပြီးပြီဆိုရင်အဲ့ဒါတွေကအကုန်လုံးပါတယ်အခုကျွန်တော်931ဆိုတဲ့ခဏကိုအဲ့ကောင်ကိုလည်းစိတ်မချဘူးအဲ့ကောင်ကျွန်တော်ဒီကျွန်တော်တို့ခုနကခုနှစ်ရှားစည်းတဲ့ကိုပြန်သွားမယ်နော် ခုနှစ်နှစ်ခြားစီးထဲမှာတို့ဒီမှာရှစ်ပရိတ်လို့ရှိတယ်နော်ရှစ်ပရိတ်လို့ရှိတယ်ဒီမှာ9နောက်ပိတ်လို့ရှိတယ်နော်ရှစ်ပရိတ်ရဲ့နှစ်နှစ်ကျော်9နောက်ပိတ်ရဲ့တပွဲကျော်ကတည်းကအဲ့ဒီကနေကသူ့နောက်နှစ်မှာခွန်ထေစီးရဲ့အောက်မှာပေါ့နော်ဒီကနေကနောက်နှစ်ကိုခွန်ထေစီးရဲ့အောက်မှာသူ့ပေါ့ပေါ့ပြီးတာနဲ့သူ့ရဲ့တပွဲကျော်မှာထွက်တဲ့ကနေက အဲ့ဒီစတဲ့ခဲ့တဲ့3ခု4ရေးပေးရတာလာပေါက်တာမပေါက်ခင်နောက်ပေါင်း6ပါအရင်သေးသေးနော်ဟုတ်ပြီတူကနေကျွန်တော်တို့9နှစ်ချားလိုက်တော့ဒီလိုပဲခုနကတော့10ပြိတ်ပြီးတော့9ပြိတ်ရဲ့2နှစ်ကျော်မှတွက်ထားတယ်ကနေနော်9ပြိတ်ဆောင်မှ3နောက်ပြိတ်ဆိုတာပါရှိသေးတယ်နော်အဲ့ဒီမှာ10ပြိတ်သူဆောင်မှ3နောက်ပြိတ်ဆိုတာပါရှိသေးတယ် အဲဒီကိုပြိသုံးနောက်ပဲသူ့ရဲ့နနေကြော်မှာကိုနောက်ပဲရဲ့အောက်တပွဲကြော်မှာထွက်ထားတဲ့ကန်နကို40ကနောက်နှစ်ကိုချစ်ထိတ်စည်းတပွဲကြော်မှာသူစင်းပေါက်ပေါက်ပြီးတာနဲ့သူ့ရဲ့ဘေးရဲ့630ကတနှစ်ကြော်လိုက်ထွက်တော့အဲ့640ရဲ့တပွဲကြော်မှာထွက်နောက်ပေါင်း6အောက်မှာထွက်နော်ခက်တာဆိုရင်အခုကျွန်တော်တို့ဒီမှာ30ပြိလို့ရိုက်ပြီးသုံးနောက်ပဲလို့ထည့် တစ်ဆယ်ပရိရဲ့နှစ်နှစ်ကျော်သုံးနာပိတ်တပွဲကျော်၉နာပိတ်ရဲ့အောက်တပွဲကျော်မှာထက်တယ်၉၃၀ဒီနောက်နှစ်ကို၉၃၀လို့၉ထိပ်စီးတပွဲကျော်မှာသူလိုက်ထက်အဲ့ဒီ၉၃၀ရဲ့တပွဲကျော်မှာထွက်မေ့ခဏန်းဒီပထမတည်ခဲ့တဲ့၉၃၀ရဲ့ဘေးရခဏန်းခွန်၅ခွန်ထက်ရနော်အဲစက်ကအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီလောက်ပဲပြောပါအဲ့အဲ့ခွန်၅ခွန်ဆိုတဲ့ခဏန်းကိုကျွန်တော်ကဘာလို့ပြောတော့ဆိုတော့ ကျွန်တော်တို့ဒီ5ဇွန်းနဲ့ခုနှစ်ထဲမှာ5ဇွန်းနဲ့ခုနှစ်ထဲမှာတုံညာရဲ့ပါပါပရိန်5ကို၄ခါတပွဲကြုံမှာသူကရိုက်ရဲအဲ့ဒီပရိန်5ရဲ့2နှစ်ကျော်ဆောင်းမှာနော်သူရှေ့တနှစ်ကျော်ကအပူအခွကဏ္ဍအပူအပူကဏ္ဍထွက်တယ်နော်ငါပရိန်ရဲ့2ပွဲကျော်နော်ငါပရိန်5ပရိန်လို့သူကဒီလိုလေးဖြစ်တာပေါ့နော် လိုင်းမကောင်းဘူးကြည့်ရတာအဲ့ဘက်ကလားကျွန်တော်ဘက်ကလားဘယ်သူဘက်ကဖြစ်တာလဲမသိဘူးနော်ငါးဘရိတ်ပြီးတော့ကျွန်တော်တို့ဒီငါးစွန်းနဲ့ခုနှစ်ထဲမှာလဲအဲ့ဒီလိုပဲ၃ရက်ရဲ့ပါဝါငါးဘရိတ်ကိုငါးခါတစ်ပွဲကြုံမှာထွက်တယ်နော်ခုနက၄ခါတစ်ပွဲကြုံငါးဘရိတ်ငါးခါတစ်ပွဲကြုံငါးဘရိတ်လို့ထွက်အဲ့ဒီလိုထွက်ပြီးတာနဲ့အဲ့ဒီကလန်ကနေနှစ်နှစ်ကျော်ဆောင်၄ပြည့်ရဲ့တပွဲကျော် ထွက်တဲ့ကဏ္ဍသည်သူ့ရှိတနစ်ကျော်ကအပူကဏ္ဍเนาะသူ့ရှိတနစ်ကျော်ကအပူကဏ္ဍအပူကဏ္ဍเนาะခုနကလည်းသူ့ရှိတနစ်ကျော်ကအပူကဏ္ဍเนาะကျွန်တော်ပြောတယ်အပူကဏ္ဍဒါဆိုရင်ကျွန်တော်တို့ဒီမှာတုံညာရဲ့ပါဝါပရိတ်5လို့ရိုက်ပြီเนาะ6ခါတပွဲကျော်မှာရိုက်ပြီသူ့ရဲ့နှစ်နှစ်ကျော်ဆောင်3ပရိတ်ရဲ့တပွဲ2ပွဲကျော်မှာထွက်မဲ့ကဏ္ဍသည်အရှိ တက်နှစ်ကြော်ကအပူကနံအပူကနံအပူကနံနော်ကျွန်တော်တို့ဒီမှာခွန်၅ခွန်ဆိုတဲ့ဒီကနံကိုယူလို့ရနော်အဲ့ခုနကကျွန်တော်ကပြောခဲ့တယ်ဒီမှာ၃လေးခွန်နောက်နှစ်ကိုလိုက်ပေါက်လို့၃လေးခွန်ဘေးရကနံကလည်း၃လေးခွန်ရဲ့တပွဲကြော်မှာလာထွက်တယ်ရှင်းရှင်းလေးပဲနော်အဲ့တော့640ဒီနောက်နှစ်ကိုလိုက်ပေါက်လို့640ဘေးရကနံဒီ640ရဲ့တနှစ်ကြော်မှာလိုက်ထွက်တယ် ဒါဆိုရင်ဒီ930နောက်နှစ်ကိုလိုက်ထွက်လို့930ဘေးကကဏန်းဒီ930ရဲ့တပွဲကျော်မှာထွက်ကမယ်နော်အဲ့ဒါဆိုရင်ဖီးယားရှင်းရှင်းလေးကျွန်တော်ပြောတဲ့တနှစ်ကျော်အပူကဏန်းနဲ့ဆိုခွန်9ခွန်နော်အဲ့တော့ကျွန်တော်ပြောတဲ့696000နဲ့ line ကခွန်ကနောက်ဘူးကစားခိုင်းနေနော်အဲ့ဒါဆရာစစ်ကိုနိုင်ရတင်သွားပြီပြီးခဲ့တဲ့ဘတ်တရားတင်သွားတော့ကျွန်တော်ထပ်မပြောနေတော့ဘူး ဲ့တော့ကျွန်တော်တို့ဒီ696လို့ထောင်တယ်သူရဲ့နှစ်နှစ်ကျော်ကျွန်တော်တို့ဒီနေရာမှာအပူးကိုခေါ်ရိုက်ခဲ့တယ်ထွက်တယ်เนาะအဲ့ဒီအပူးထွက်ခဲ့လို့အဲ့ဒီထွက်ခဲ့တဲ့နှစ်ပူးဒီနှစ်ပါဝါသူရဲ့အောက်မှာခွန်ခွန်နောက်ပူးထွက်ကံငါခွန်ခွန်ကတကန်တပတ်တွေထွက်တာเนาะဟုတ်လားအဲ့ဒါကျွန်တော်ကငါခွန်ခွန်ကိုကျွန်တော်ကြိုက်တယ်ဗျာเนาะကျွန်တော်တို့ဒီညပြတာနည်းနည်းများသွားပြီအဲ့တော့တော်ပြီဒီလောက်ပဲ site တွေကိုကိုယ့်ကိုဖြည်းဖြည်းချင်းပြန်ကြည့်เนาะအဲ့တော့ဟိုဘက် account မှာ test the site ဒီဘက် account မှာက2 site 3 site ပေါ့ဗျာကျွန်တော်တို့နှိဥမထွက်ထားတဲ့ကဏ္ဍကိုကြည့်လိုက်เนาะဒီမှာ तू อ่ะအပူ3ချက်ကစားတယ်ကြားထဲမှာ तू อ่ะအပူ3ပွဲနားသွားတယ်တခါအခုအပူ2ပွဲပြန်ကစားပြီးအပူ3ပွဲပြန်ကစားလို့ရတယ်เนาะဒီမှာကျွန်တော်တို့3ပွဲ तू နားလိုက်တယ် ီမှာ၃ဘွဲပြန်ဘူးကြည့်အခုလည်းဒီမှာ၃ဘွဲပြန်ဘူးလို့ရတာပဲဟုတ်တယ်မလားအကိုကိုခေါ်မှာပြရတော့ဦးလားဒီမှာကိုကိုခေါ်နော်ခုနကကျွန်တော်ပြခဲ့တယ်တို့ဒီမှာနှစ်နှစ်ပါဝါခွန်သူ့ဘေးမှာပရိင်ကဒီမှာပရိင်နှစ်သူ့အပေါ်တပင်ကျော်တက်နှစ်ပါဝါခွန်သူ့ဘေးမှာပရိင်ကဒီမှာနှစ်ပရိင်အပေါ်တပင်ကျော်တက်နှစ်ပါဝါခွန်သူ့ဘေးမှာပရိင်ကအဲ့ဒီ၅ပရိင်ကနန်းဒီ၄နှစ်ကျော်မှာ 1305ပရိင္ရဲ့ဇောင်းမှာထွက်တယ်နော်အဲ့ဒီမှာခေါ်နောက်ပိတ်ဘေးရပရိင္ဒီ၄နှစ်ကြော်ပြီးတော့1306ကိုပရိ6လို့ရိုက်သူ့ဇောင်းမှာထွက်တယ်အဲ့တော့အခုဒီခေါ်နောက်ပိတ်ဘေးရပရိင္ကနန်းဒီ၄နှစ်ကြော်1300ခွန်ပရိတ်ခွန်လို့ဖြစ်တယ်သူ့ဆောင်မှာထွက်ကြမယ်ဒါကြောင့်ကိုပြောခဲ့တယ်เนาะ ဆရာဘိုးဝင်ပြီးခဲ့တဲ့ပွဲကအောင်သွားတဲ့ line ထဲမှာအဲ့ကောင်ရှေ့တွဲ net ခတ်ကိုနောက်နှလုံး17နဲ့ရိုက်ခိုင်းတာနော်အဲ့ဒါကြည့်မလားကျွန်တော်ပြပေးမယ်ဆရာဘိုးဝင်အောင်သွားတဲ့ line set ကလေးကျွန်တော်ပြပေးမယ်ကြည့်မလားကြည့်ရင်ပြောဘာလို့လုံးဆိုတော့ရှေ့တွဲ net ခတ်ကိုကျွန်တော်ကကြိုက်တာဟုတ်ကြည့်မလားကြည့်မလားမကြည့်ဘူးဆိုရင်ပြောဆင်းတော့မယ်ကြည့်မယ်ဆိုရင်ပြချေရွေးနက်ခတ်နောက်ပေါင်း1 ဆရာဘဝင်းလိုက်ဘလို့ဆိုဆရာဘဝင်းရချိုင်းပေါက်နေဆိုတော့သူကလိုက်တွေပါတယ်လည်းမလွန့်ဘူးလို့ကြည့်မယ်တဲ့နော်အဲ့ဒီမှာဆရာဘဝင်းကပြီးခဲ့တဲ့ဘွဲကသူကချစ်ချစ်သုံးလို့သွားထုတ်ချလိုက်တာဘူးနော်အဲ့တော့နှစ်ဦးဒီဒီ69ကိုပြီးတော့ဒီမှာခွန်ခွန်ပြီးတော့ဒီမှာငါနှစ်ရအကြိုက်ပဲသူကအဲ့မှာ69ညီခွာနော်ဒီမှာ69ညီခွာဒီမှာလည်း89ပေါ့ဗျာနော်9ခွန်ခွာ ခွပေးရတယ်တဲ့သူကအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့၅ပရိတ်ထတာဒီမှာ၅ပရိတ်ထတာဒါဆရာဘိုဝင်းလိုင်းနော်ဆရာဘိုဝင်းလိုင်း၅ပရိတ်ထပြီးရင်သူ့အောက်မှာသူကပါဝါအခွနဲ့ပရိတ်၉လို့သူထွက်တာဟုတ်တာပဲနော်အဲ့မှာ၆တစ်ခွပြီးတော့ပရိတ်၉လို့သူထွက်သွားတာဆရာဘိုဝင်းပြီးခဲ့တဲ့ဘွဲအောင်တဲ့လိုင်းလေးတခါဒီမှာ၉ခုခွတယ်တဲ့ခွပြီးရတယ်အဲ့ဒီနှစ်ထဲမှာသူက၅ပရိတ်ထတာ ီမှာသူကငါးပရိပရိထတ်တယ်အဲ့ဒီပရိထတ်ပြီးတာနဲ့သူ့ရဲ့အောက်မှာပါဝါအခွတ်နဲ့ပရိကိုလို့သူထွက်တယ်နော်ကိုးပရိပုံကြီးထွက်တယ်ဟုတ်တယ်ဗျာနော်ဒါဆိုရင်အခုဒီမှာကျွန်တော်တို့ကကိုးသခုံခွာချစ်၆ခုံမှာပရိတ်1နှစ်ခုံမှာပရိတ်1လို့ထွက်သွားတယ်နော်ထွက်ပြီးတော့သူ့ရဲ့အောက်မှာထွက်တဲ့ခါနဲ့ကလနာလည်းကိုဟာကိုတော့မမြင်ရတော့အဲဒီမှာပြလိုက်ပြီเนาะဒီမှာ break တက်နှက်ဆက်သူကထတ်တာ ထပ်ပြီးသွားတာနဲ့သူ့ရဲ့အောက်မှာပါဝါအခွနဲ့ဗရိတ်ကိုဆိုတော့သူကဒီ388ဆိုတဲ့ကဏ္ဍကိုထည့်ချလိုက်တာအဲ့တော့သူက61နဲ့ခွာတယ်6ပြီးတော့တကခွန်ခွန်နှိမ့်နဲ့ခွာတယ်ခွန်ပြီးတော့အခုတက83နဲ့ခွာတယ်ကိုဗရိတ်ကပုံသေးဆိုတဲ့ခါကျတော့သူကနှစ်ခါးတွေ၊သုံးခါးတွေအခု၈ခါးတွေအော်တိုရောက်သွားတာပေါ့နော် သူ့ရဲ့အောက်မှာကြည်လိုက်ရှေ့တွဲနက်ခတ်နောက်နှလုံးပေါင်းက7တိเนาะသူ့ရဲ့အောက်မှာရှေ့တွဲကနက်ခတ်နောက်နှလုံးပေါင်းက1တိကဲအခုကျွန်တော်တို့ထွက်သွားတဲ့3ရှေ့ရှေ့ဆိုတဲ့ကဏ္ဍကြီးထွက်ပြီးသွားတာ ਨੇ သူ့ရဲ့အောက်မှာသူ့ရဲ့အောက်မှာတဲ့ခုနကကျွန်တော်ပြောတဲ့ရှေ့တွဲနက်ခတ်ရှေ့တွဲနက်ခတ်နောက်နှလုံးပေါင်းက1 ရှေ့တွဲကနက်ခတ်နောက်နှလုံးပေါင်းက1ဘုဘနေ့ရပြတဲ့9 3အဲ3 5 6ရှေ့တွဲကနက်ခတ်နောက်ပေါင်းက1เนาะအဲ့ဒီကလွယ်လွယ်လေးနဲ့သူကချိုင်းပေါက်ကနေသူကပါဝါခွာမယ်ဗရိတ်ကိုဖျက်မယ်သူထွက်တဲ့နေ့မနဲ့လာတရက်ကြော်လာသူတင်လိုက်တာ စဉ်းစားတယ်ပါဝါခွဘရိတ်ကိုးဆိုလဲသူတင်လိုက်တာနှစ်တုံညာခုံလို့လို့ဘာလို့လို့ကိုကလည်းသုံးထိတ်ကမကြိုက်ပြန်ရတယ်မှလည်းလိုက်ကြည့်တော့မရှိအဲ့မှာရွာပတ်တာပဲမထွက်လာတော့အဲ့မှာကြည်လိုက်တုံးချစ်ချစ်ဆိုတဲ့ကနေပါဝါခွဘရိတ်ကိုးမှမမှမယ်အခုသူအောက်မှာနက်ခတ်တဝဲနောက်ပေါင်းဆက်တဲ့ကြိုက်ထိုးလိုက်ပေါ့နော်သူလည်းတင်လာပါတယ်6ထိတ်စီအပိုင်းနက်ခတ်တဝဲလို့တင်လာတာအဲ့ဒါဆိုရင် ောက်ထည့်စည်းနဲ့နှက်ခတ်တယ်လို့ဒီလိုဖြစ်သွားမှာအဲကျွန်တော်ပြောတဲ့ကိုထိတ်နေဆိုရင်တော့သူက665ဒါမှနှက်ခတ်တယ်တွေနောက်ပေါင်း1 665အဲဒီကောင်မမကိုက်နောက်ပေါင်း1ကိုနှက်ခတ်တယ်တွေရောနော်ကဲဟုတ်ပြီအဲ့တော့အားလုံးပဲကောင်းကောင်းကြပါလေနော်အဲ665ကလည်းနည်းနည်းမှပါမယ်နော်665ပါမယ်665 order ကလည်းနည်းနည်းမှရေးမယ်